အိမ်ကားနဲ့နေသူများလာတဲ့ရန်ကုန်မှာအပြောင်းအရွှေ့တွေကအမြဲရှိနေတော့ရက်ွက်တိုင်းမှာမဲစင်းဌာနကလူတယောက်ထဲထားနိုင်မှအချိန်နဲ့တပြေးညီစရင်ကိုပြင်သွားနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမှမလုံနိုင်ရင် ပုံစံသုံးပုံစံလေးစတာတွေနဲ့ပြင်လို့ရပါတယ်။ဒါကမဲဆန္ဒရှင်တွေက NLD လက်ထက်ကလိုတက်တက်ကြွကြွတာဝန်သိစိတ်အပြည့်ရှိနေအောင်မှဖြစ်မှာပါ။အခုမဲစင်းကို ဘသူကမှစိတ်ဝင်တစားတွားလဲမကြည့်ခဲ့ကြပါဘူးအဲ့ဒီတော့ပြင်မဲ့ဖြစ်စဉ်ကလည်းရောက်မလာခဲ့ပါဘူးဒါကြောင့်ရွေးကော်ကလူတွေမဲစင်းကြည့်ကြဖို့အတွက်ပါတီတွေကလှုပ်ကြဖို့ပြောနေတာဖြစ်ပါတယ်ဒါပေမဲ့ပြည်သူတွေကစိတ်ဝင်စားကြောင်းပြတ်တာခဲ့တာပါပဲသို့တော်လဲမဲပေးဖို့ကိုတော့တနက်ပြချင်းချောင်နေတာပဲမဟုတ်ပါလားမဟာလာကတော့အရာကိစ္စအလုံးကို တနက်နဲ့တိတ်ပြီးလှုပ်ခိုင်းနေရတာပါပဲမှတ်မိသလောက်ပြောရရင်အဲ့ဒီတုန်းကမဲစင်းကြည့်တာကဇူလိုင်လကုန်လောက်တည်းကဖြစ်ပါတယ်မဲပေးခွင့်ရှိသူစင်းရင်က38တန်းခွဲလောက်ရှိပါတယ်မဲစင်းလာရောက်ကြီးစုစစ်စစ်သူ6တန်းခွဲကျော်ရှိပါတယ်တအိမ်တော်ကို လူ900နှုံးနဲ့ပြန်မြတွက်လိုက်ရင်တန်း30ဇာလောက်ကမဲစင်းလာကြည့်တယ်လို့ယူဆနိုင်မှာဖြစ်ပါတယ် နောက်ပြီးပုံစံ၃နဲ့တောင်းဆိုသူ6တန်း6သိန်းကျော်ရှိပါတယ်။ပုံစံ၄နဲ့ကန့်ကွက်သူ6တောင်းခွဲနဲ့ပုံစံ၄ကငယ်နဲ့တင်ပြသူ3သိန်းခွဲလောက်ရှိတယ်ဆိုတဲ့အတွက်မဲစရင်ကြံတာမှားတာပိုနေတာအားလုံးလောက်ကိုအချိန်မီပြင်ဆင်နိုင်ခဲ့တာ တွေ့ရမှာပါ။မဲစရင်မှားမှမှားမဲစရင်မှာပါမှာပါ လာရောက်စစ်စေးသူ အလွန်များတယ်ဆိုတာက ရွေးကောက်ပွဲအပေါ်လူတွေရဲ့အလေးထားမှုဖြစ်ပါတယ်။ဒါကလည်းရွေးကောက်ပွဲရဲ့အသက်ဖြစ်ပါတယ်။တကယ်တော့2020ရွေးကောက်ပွဲကမြန်မာသမိုင်းမှာအမှန်ကန်ဆုံးလို့တောင် ဆိုနိုင်တာဖြစ်ပါတယ်။